အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့စင်ကြဲခောက်ဆွဲကောင်းကောင်းလေးရဲ့လျှို့ဝှက်ချက် sauce လုပ်နည်းလေးကိုလာမျှဝေပေးတာဖြစ်ပါတယ်ကျွတ်သွန်ဖြူစီချက်နဲ့ sauce လေးကြိုချက်ပြီးတင်ထားရုံနဲ့စချင်တဲ့အချိန်တိုင်းအလွယ်တကူလှုပ်ရှားလို့ရပါတယ်နော်လုံရတာလွယ်ကူပြီးစားလို့ကောင်းတဲ့နည်းလေးမျိုးလည်းလှုပ်ရှားကြည့်ကြအောင်နော်စင်ကြဲလှုပ်ဖို့အတွက်ကျွတ်သွန်ဖြူလေးတွေကိုအရင်ဆုံးခက်သေးလေးတွေဖြစ်အောင်ကြိတ်ဆက်လေးနဲ့ကြိတ်ထားလိုက်ပါမယ်ရှင်ကြိတ်ဆက်နဲ့မကြိတ်ပဲနုနုစင်မယ်ဆိုလဲရပါတယ်နော် ီလိုမျိုးအနေထားလေးဆိုရင်တော့ရပါပြီရှင်။ပြီးရင်တော့စီကြက်ခောက်ဆွဲရဲ့အသက်ဖြစ်တဲ့စီကြက်မွမွေလေးဆက်လုပ်ကြမယ်နော်။အိုးရဲကိုစီထည့်လိုက်ပါမယ်။စီကြက်ခောက်ဆွဲကိုပုံမွေးသွားအောင်လို့ကြက်ရည်ကွန်လေးတွေကိုအရင်ထည့်ကျော်လိုက်ပါမယ်ရှင်။ဒီကြက်ရည်ကွန်ကျော်တဲ့စီလေးတွေနဲ့ပဲကြက်သွမျိုးစီကြက်ချက်ရင်အနက်လေးပုံမွေးစေပါရဲ့ရှင်။အရည်ကွန်လေးတွေလည်းကျော်ပြီးပြီဆိုရင်တော့ဖဲထုတ်လိုက်မယ်နော်။ ပြီးရင်တော့ကျွတ်ပြူလေးတွေထည့်ပြီးစီချက်လေးချက်ပါမယ်။မီးအလယ်လန်းနေပဲရွှေရောင်သန်းနဲ့ထီကြော်ထားလိုက်ပါမယ်။ကြော်လာလိုက်တာရွှေရောင်လေးတန်းလာပြီဆိုရင်တော့ရပါပြီရှင်။စီချက်ကိုစီတက်တက်ကျွတ်ကြော်တက်တက် ခွဲထားလိုက်ပါမယ်။စီချက်စီလေးတွေအေးသွားပြီဆိုတော့မှကျွတ်ကြော်ကိုပြန်ထည့်လိုက်မယ်နော်။စီချက်ခောက်ဆွဲအတွက်အရင်ကြီးတဲ့ဆော့စ်လေးချက်ပါမယ်။ ပင်းငယ်ပြားရဲ့အကျဲပင်းငယ်ပြားရဲ့အပြည့်ရေကြက်သားမုံတကြားနဲ့စားလို့လိုအပ်ပါတယ်ရှင်။ဥရဲကိုပင်းငယ်ပြားရဲ့အကျဲထမင်းစားဆုံး၅ဆုံးပင်းငယ်ပြားရဲ့အပြည့်ထမင်းစားဆုံး၂ဆုံးကြက်သားမုံလက်ဖက်ရည်ဆုံး၂ဆုံးတကြားလက်ဖက်ရည်ဆုံး၂ဆုံးစားလက်ဖက်ရည်ဆုံး၁ဝက်နဲ့ ရေထမင်းစားဆုံး၅ဆုံးတို့ကိုထည့်လိုက်ပါမယ်ရှင်။မီးအေးလေးနဲ့တရားလေးတွေပျော်ပြီးနည်းနည်းလေးပြစ်လာတဲ့အထိတဲထားလိုက်ပါမယ်ရှင်။ဒီ sauce လေးကရေခဲသစ်တာရဲ့ထည့်ထားမယ်ဆိုရင်တစ်ပတ်လောက်ထိထားခံပါရရှင်။ကျွတ်မြူစီချန်နဲ့ဒီဆော့စ်လေးကြိုလုပ်ထားရင်ကိုစီချက်ခောက်ဆဲစားခြင်းနဲ့အခါတိုင်းအလွယ်တကူလုပ်စားလို့ရပြီနော်။ခောက်ဆဲလေးပြုတ်ဖို့အတွက်ရင်နှွေးတည်ထားလိုက်ပါမယ်။ပိုးကတော့ဒီခောက်ဆဲလေးပဲသုံးထားပါရဲ့ရှင်။ထုတ်ဆိုတယောက်စာကွက်တီးပါပဲနော်။ ပိုးကတော့နှစ်ပွဲစာအတွက်နှစ်ထုပ်တခါရေးပြုတ်လိုက်ပါမယ်။အိမ်မှာလှုပ်ထားတဲ့အသားလုံးလေးတွေလည်းရှိနေတာနဲ့ခောက်ဆဲနဲ့တူတူစားဖို့အတွက်ထိပ်ပြုတ်လိုက်ပါမယ်။ဒီခောက်ဆဲလေးတွေကိုတော့3မိနစ်လောက်ပြုတ်ထားလိုက်ပါရဲ့ရှင်။ခောက်ဆဲလေးတွေကိုပြုတ်ပြီးရင်ရေအင်းနဲ့စီထားလိုက်ရင်ရပါပြီနော်ရေအင်းနဲ့မစီဘဲမလုံးသွားအောင်လို့စီချက်စီလေးနဲ့အရင်နဲ့ထားလိုက်ရင်လည်းရပါတယ်ရှင် ပွဲစားပြင်ကြမယ်နော်ခောက်ဆွဲကိုတပွဲစားထည့်လိုက်ပါမယ်ဒါလေးကတော့ခုနချက်ထားတဲ့ကျတူမျိုးစီချက်လေးပါကြိုထားတဲ့ဆော့စ်လေးကလည်းအစင်နစ်ပါပဲရှင်ကျတူမိန်နဲ့ငေကောင်းလေးအနှဲငယ်လေးလိုအပ်ပါရဲ့နော်အရင်ဆုံးကျတူမျိုးစီချက်လေးထည့်ပါမယ်ဆော့စ်ကတော့ကိုထည့်တဲ့ခောက်ဆွဲအနည်းများပုံမူတည်ပြီးထမင်းစားသောတစ်စုံကနေနှစ်စုံအထိထည့်လို့ရပါတယ်နော် ဒါဆိုရင်တော့ဆောက်လို့အရန်ကောင်းပြီးအိမ်မှာပဲအလွယ်တကူလုပ်စားလို့ရတဲ့စီကျက်ခောက်ဆယ်လေးရပါပြီရှင်။ပူမွေးသွားအောင်လို့ကျွတ်တမိန်လေးနဲ့ငရုကောင်းလေးလည်းဖြူလိုက်ပါမယ်နော်။ဒီစီချက်ခောက်ဆွဲ sauce လေးကဒီပမာဏဆိုရင်ခောက်ဆွဲ၄ဘွဲကနေ၅ဘွဲအထိစလို့ရပါတယ်ရှင် တကယ်လို့ source ကြိုတဲ့နေရာမှာအရန်ပြစ်သွားရင်ရင်းနှီးလေးပြန်ရောပြီးမပြစ်မကျဲအနေထားလေးဖြစ်အောင်ပြန်လုပ်လို့ရပါတယ်နော်။စီကျဲခောက်ဆဲကြိုက်တယ်ဆိုရင်ဒီနီးလေးအတိုင်းပဲအိမ်မှာလှုပ်ရှားကြည့်ကြအောင်နော်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။ခုလိုမျိုးဟင်းချက်နီးလေးတွေရောမုတ်လုံနီးလေးတွေပါအမြင့်တင်မိသားမှဖြစ်လို့ပိုးရ Channel လေးကိုလည်း subscribe လုပ်ပေးသားပါအောင်နော်။အလုံးမဲ့နောက်ဗီဒီယိုကြရင်ပြန်တွေ့ပါမယ်ရှင်။